ဒီကနေ့မှာတော့ DVB သတင်းဌာနကဘာသာပြန်ဆိုပေးထားတဲ့ဆောင်းမရှင်အန်တိုနီယိုဂရစ်ဖို့ရေးသားထားတဲ့မြမပြည်တွင်တရုတ်လုံခြုံရေးတပ်ဖွဲ့များ၏တုတ်ရှားမှုကိုဆန်းစစ်ခြင်းဆိုတဲ့ဆောင်းမလေးကိုတင်ဆက်ပေးကြပါတယ်။ဒီဆောင်းမလေးဟာဆိုရင်တော့ DVB English website မှာအန်တိုနီယိုဂရစ်ဖို့ရေးသားထားတဲ့ An Analysis of Chinese Security Forces Activities in Myanmar ဆိုတဲ့သတင်းဆောင်းမလေးကိုဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ ဆောင်းမရှင်အန်တိုနီယိုဂရိစ်ဘိုဟာစီးပွားရေးနဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအဆင့်မြင့်ပွင့်ညာရရှိထားသူလည်းဖြစ်ပါတယ်။ American စစ်တပ်ကတို့မှဘွေရရှိခဲ့ပြီးအာရှတိုက်မှာနှစ်ပေါင်း20ကျော်ကြာနေထိုင်ခဲ့ကတွေးခေါ်ပညာရှင်ဖွဲ့စည်းများနဲ့နိုင်ငံတကာမီဒီယာများတွင်ပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ဒီဆောင်းမလေးကိုတင်ဆက်ခွင့်ပြုပါရန် TVB သတင်းဌာနအားလေးစားစွာခွန်တောင်းအပ်ပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP ဟာ စေအောင်စုကိုယင်းနှိမ့်မြနှံမှုလက်နက်ရောင်းဝယ်မှုတွေကတဆင့်အပိကူညီနေတယ်ဆိုတာလူတော်တော်များများသိကြပါတယ်။နိုင်ငံရေးလှိလာသူတော်တော်များများရဲ့တုံ့တက်ချက်တွေအရလွန်ခဲ့တဲ့၄နှစ်လောက်ကလေးကပေါ်ထွက်လာတဲ့ဒီမိုကရေစီအင်အားစုတွေရဲ့အောင်မြင်မှုတွေကြောင့်စစ်ပွဲဟာပြီးဆုံးသွားတော့မှာပါ။တော်လည်းအောင်မြင်တော့မှာပါ။တရုတ်ရဲ့ထောက်ပံ့မှုသာဆက်မရှိတော့ရင်စစ်ကောင်စီဟာပြိုကျသွားတော့မှာလို့ယုံကြည်ထားကြပါတယ်။အခုတော့တရုတ်နိုင်ငံရဲ့လုံခြုံရေးတပ်ဖွဲ့တွေပဲဖြစ်ဖြစ် တည်သူလွတ်မြောက်ရေးတမတော် PLA ပဲဖြစ်ဖြစ်မြမအရေးမှာထဲထဲဝင်ဝင်ပါဝင်လာကြမှာကိုမြမပြည်သူတွေစိုးရိမ်နေကြပါတယ်အတိမပြုတ်နိုင်သေးပေမဲ့တရုတ်နိုင်ငံသားတွေမြန်မာနိုင်ငံမှာပါဝင်တိုက်ခိုက်နေကြတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေကြပါတယ်။ဒီသတင်းတွေဟာဖြစ်နိုင်ခြေရှိပေမဲ့ခိုင်မာတဲ့အထောက်အထားတော့မတွေ့ရသေးပါဘူး။တရုတ်စစ်သားတွေမြန်မာပြည်ထဲမှာတိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းတွေဟာမတိကျပေမဲ့တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ မြမပြည်တဲ့ရှိနေတာတော့ခိုင်မာတည်ကြပါတယ်။အများသူကဖက်ရှုနိုင်တဲ့ဆာရက်ဆာရန်တွေမှာလည်းတရုတ်ပုဂ္ဂလိကကုမ္ပဏီတည်င်းကိုအတီးပြုတ်နိုင်ပါတယ်။အဲ့ဒီကုမ္ပဏီတွေဟာမြေပြင်မှာရုပ်ပိုင်းဆိုင်ရာအရာလုံခြုံရေးယူထားသလိုမြမပြည်သူတွေကို digital နည်းနဲ့စောင့်ကြည့်တဲ့အပိုင်းမှာလည်းကူညီပေးနေကြပါတယ်။အေပီလာလောက်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုစီကလာတဲ့တည်င်းတွေအရာတရုတ်တပ်တွေ drone mount တွေဒါမှမဟုတ် drone တင်ပေးသူတွေဟာ မြမပြည်ထဲမှာရှိနေတယ်လို့ဆိုပါတယ်လူမှုကွန်ရက်ဆာမျက်နှာတွေမှာတော့တရုတ်စစ်တပ်စစ်ရင်နှန်းတွေကိုရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့လိုနေရာတွေမှာတွေ့ရတယ်လို့ပြောကြပါတယ်စစ်တွေယူနန်တဘာဝတန်းွေပိုင်လိုက်လို့အရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုကာကွယ်ဖို့အတွက်လို့လည်းထပ်လောင်းပြောဆိုကြပါတယ်ဒါပေမဲ့အဲ့ဒီပြောဆိုချက်တွေကိုအတိမပြုနိုင်သေးတယ်လို့ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေမှာလည်းမတွေ့ရသေးပါဘူး writer al jazeera အေယဝတီသတင်းဌာနအပါအဝင်အဓိကသတင်းဌာနတွေနိုင်ငံတကာစောင့်ကြည့်သူတွေကလည်းမြန်မာနိုင်ငံအတွင်းတရုတ်စစ်သားတွေရှိနေတယ်ဆိုတာကို အတည်ပြုထားခြင်းမရှိပါဘူး။ဒါပေမဲ့လက်ရှိမြန်မာပြည်ပခါမှာတရုတ်ရဲ့ပအဝင်ပတ်သက်မှု တိုးလာနေတာကိုတော့ညင်းလို့မရပါဘူး။တရုတ်တပ်ဖွဲ့ဝင်တွေမြေပြင်မှာရှိနေတာကိုအတည်မပြုနိုင်သေးပေမဲ့ပေကျင်းကစစ်ကောင်စီကိုဤပညာနဲ့လက်နက်ပိုင်းဆိုင်ရာအကူအညီတွေကို တိတိတတ်တာတိုးမြင့်ပေးလာနေတာကတော့ထင်ရှားလာပါတယ်။2024နှစ်လယ်ပိုင်းကစပြီးတရုတ်လုံ drone တွေဟာစစ်ကောင်စီရဲ့အရှိန်မြင့်လာတဲ့လေကြောင်းတိုက်ခိုက်မှုတွေအ धिक နေရာကနေပဝင်ခဲ့ပါတယ်။စစ်တပ်ဟာဗိုလ်မှူးချုပ်နေမျိုးထွန်းရဲ့ဦးဆောင်မှုအောက်မှာ drone စစ်စင်ရေးညွှန်ကြားမှုဦးစီးဌာနလို့တည်ကြတဲ့တိကျ drone တပ်ဖွဲ့ကိုဖွဲ့စည်းထားပြီးပါပြီ။တရုတ်နိုင်ငံလုံးမောင်းသူမဲ့လေရင် UAV ထောင်ပေါင်းများစွာကိုဝယ်ယူပြီး တိုက်ခိုက်ရေးနဲ့စောင့်ကြည့်ရေးအတွက်ပြုပြင်ပြောင်းလဲထားပါတယ်။အဲ့ဒီအထက်မှာအီရန်ရဲ့ Shahed 136ကိုပုံတူယူထားတဲ့လက်နက်တွေအပြင် James အဖွဲ့ရဲ့ January လအစည်းအဝေးခန်းစာမှာမှတ်တမ်းတင်ထားတဲ့ခင်မီတိုက်ခိုက်ရေးသုံးလူမဲ့လေယာဉ်တွေလည်းပါဝင်ပါတယ်။အဲ့ဒီလို drone တွေထောက်ပံ့ပေးတဲ့အပြင်တရုတ်နိုင်ငံဟာမြန်မာစစ်သားတွေကိုလည်းတင်နန်းတွေလေ့ကျင့်တင်ကြားပေးခဲ့ပါတယ်။ရရှိထားတဲ့သတင်းတွေအရဆိုရင် ရှစ်ကောင်စီရဲ့လေတပ်လေယာဉ်မှူးတွေနဲ့ drone operator ဖွဲ့တွေဟာတရုတ်နိုင်ငံမှာတင်နန်းတက်ခဲ့ကြပါတယ်။မကြာသေးခင်ကတော့ကျုံရဲ့ aviation firefighting drone company လို့တရုတ်ကုမ္ပဏီတွေဟာမြန်မာနိုင်ငံမှာထုတ်လုပ်ခွင့်ရဖို့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။လက်ရှိအချိန်ထိတရုတ်တင်နန်းပေးသူတွေမြန်မာနိုင်ငံထဲမှာလှုပ်ရှားနေတယ်ဆိုတဲ့အထောက်အထားမတွေ့ရသေးပေမဲ့ ရှစ်ကောင်စီရဲ့ drone ဆစ်ဆင်ရေးအတိုင်းအတာနဲ့ဆန်းသစ်မှုတွေကိုကြည့်ရင်တရုတ်စီကနီးပညာပိုင်းအကူအညီတွေဆက်လက်ရရှိနေတယ်ဆိုတာအခိုင်အမာပြသနေပါတယ်။အဲ့ဒီအကူအညီတွေထဲမှာအဝေးကနေလမ်းညွှန်တာပြည်ပမှာတင်နန်းပေးတာတွေလည်းပါဝင်နိုင်ပါတယ်။တရုတ်တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့သတင်းတွေဟာတရုတ်နိုင်ငံရဲ့နေဆက်လုံခြုံရေးနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကနေဖြစ်ပေါ်လာနေတဲ့ရှုပ်ထွေးမှုခြေကားပြောဆိုမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ်အော်ဂိုလာမှာယူနန်ပြည်နယ်အတွင်းကအရက်သားတွေကိုထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းဘေကျင်းဟာနေဆက်ဖက်ချမ်းမှာလက်နက်ကင်ကင်းလက်မှုတွေကိုတိုးမြင့်ခဲ့ပါတယ်။ဒါအပြင်အဲ့ဒီဒေတာမှာကြီးစန်းအစ်စ်တွေနဲ့အမြောက်စမ်းသက်ပြစ်ခတ်မှုတွေလည်းလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလှုပ်ရှားမှုတွေတိုးလာတာဟာမြန်မာနိုင်ငံအတွင်းတရုတ်တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားတယ်လို့တော့ထပ်တူမဆိုနိုင်ပါဘူး။ ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီလိုတရုတ်စစ်တပ်ရဲ့အစ်စ်အနေထားအရာပြည်ချင်းခါမြန်မာပြည်တွင်းကတဖြည်းဖြည်းဆိုးရွားလာနေတဲ့လုံခြုံရေးအခြေအနေကိုဘလောက်အထိအနီးကပ်စောင့်ကြည့်နေလဲဆိုတာကိုဖော်ပြနေပါတယ်အထူးသဖြင့်တရုတ်ရဲ့အခြေခံအဆောက်အုံယင်းနှမြုံနယ်မှုတွေကျောက်ဖြူစိတ်ကန်တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC လိုမျိုးကပလန်အစီအစဉ် BRI အစီအစဉ်တွေကိုချိန်ချောက်လာတဲ့အတွက်ပူပြီးစောင့်ကြည့်နေတာဖြစ်ပါတယ် တကယ်တော့တရုတ်ပုတ်ကလေးကလုံခြုံရေးကုမ္ပဏီတွေဟာမြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာကြာတည်ရှိနေခဲ့တာပါဒါပေမဲ့စစ်ကောင်စီရဲ့ထိန်းချုပ်မှုအားနည်းလာပြီးနောက်မှာတော့တရုတ်နိုင်ငံဟာသူ့ရဲ့ BRI ယင်းနှမြုပ်နှံမှုတွေအတွက် ပို့ပြီးစိုးရိမ်လာတာပါအဲ့ဒါနဲ့အတူတရုတ်ရဲ့မြမအရေးပါဝင်ပတ်သက်မှု အခန့်ကဏ္ဍဟာလည်းပုံမှုကျပြန့်လာပါတယ်အောက်တိုဘာလမှာစစ်ကောင်စီဟာတရုတ်နဲ့ပူးပေါင်းပြီးလုံခြုံရေးကုမ္ပဏီတစ်ခုတည်ထောင်ဖို့ အဖွဲ့ဝင်၃၃ဦးပါကော်မတီတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီကော်မတီရဲ့တာဝန်ကလက်နက်တင်သွင်းမှုတွေဆက်သွယ်ရေးပစ္စည်းတွေနဲ့နားလည်မှုစာချွန်လွှာ MOU ရေးဆွဲတာတွေကိုစီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ဒါပေမဲ့အခုအချိန်ထိတော့အဲ့ဒီ MOU ကိုလက်မှတ်မထိုးရသေးပါဘူး။ဖေဖော်ဝါရီလမှာစစ်ကောင်စီကပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။ဒါကြောင့်နိုင်ငံသားလုံခြုံရေးကော်မတီဟာ မြန်မာနိုင်ငံမှာလုတ်ကင်ခွင့်ရရှိလာပါတယ်။အဲ့ဒီဥပဒေအရဒီကုမ္ပဏီတွေအနေနဲ့လက်နက်ကင်ဆောင်ခွင့်ရှိပါတယ်။ဒါပေမဲ့ကုမ္ပဏီဝန်ထမ်းတွေဟာနိုင်ငံခြားစစ်တပ်မှာလက်ရှိတာဝန်ထမ်းဆောင်နေတာမျိုးမဖြစ်ရပါဘူး။ဒါပြင် ကုမ္ပဏီဝန်ထမ်း85ရာခိုင်နှုန်းဟာမြန်မာနိုင်ငံသားဖြစ်ရမယ်လို့လည်းဥပဒေအရဆိုပါတယ်။ဒီမူပါဝင်အရာတရုတ်ပြည်သူလွတ်မြောက်ရေးတမတော် PLA ရဲ့စစ်သားဟောင်းတွေဟာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဆိုတဲ့အမည်အောက်မှာလုပ်ကိုင်ခွင့်ရရှိသွားတော့မှာဖြစ်ပါတယ်။ဘယ်ဟာကတရုတ်ပုဂ္ဂလိကကန်ထရိုက်တာတွေဘယ်ဟာကတရုတ်အစိုးရအဖွဲ့ဝင်တွေဆိုတာခွဲခြားဖို့ခေရင်သွားပါတော့တယ်။ China Overseas Security Group COSG ဟာတရုတ်ရဲ့အကြီးဆုံးပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေထဲကတစ်ခုဖြစ်ပြီးတရုတ်မြန်မာရင်းနှီးတဲ့တဘာဝတငွေပိုင်လိုင်းတစ်လျှောက်ကအဓိကအခြေခံအဆောက်အအုံစီမံကိန်းတွေကိုလုံခြုံရေးပြရမှာပါဝင်နိုင်ခြေအများဆုံးရှိပါတယ်။ ဝင်ဘာလမှာထွက်ပေါ်လာခဲ့တဲ့သတင်းတွေအရအထူးစီးပွားရေးဆောင်စီမံခန့်ခွဲမှု Sub Committee နဲ့တရုတ်အစိုးရပိုင်း CITIC Group တို့ဟာရခိုင်ပြည်နယ်ကြောက်ဖြူမှာတရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုတည်ထောင်ဖို့သဘောတူညီမှုရရှိခဲ့ကြပါတယ်။အဲဒီလိုပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရဲ့အဓိကတာဝန်ကတရုတ်ဝန်ထမ်းတွေစီမံကိန်းတွေနဲ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုကာကွယ်ဖို့ဖြစ်ပါတယ်။သူတို့ရဲ့လုပ်ငန်းတာဝန်တွေထဲမှာနေရာလုံခြုံရေးပို့ဆောင်ရေးအထောက်အပံ့ တရင်ချက်လက်စုဆောင်ခြင်းနဲ့တက်ခရည်နဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေလည်းပါဝင်နိုင်ပါတယ်။ကြောက်ဖြူလိုဒေသတွေမှာတရုတ်လုံခြုံရေးတပ်ဖွဲ့တွေဟာစီးပွားရေးဇုံတွေကိုကာကွယ်ဖို့အတွက် drone တွေ၊ဂျမားတွေ၊မိုင်းတွေကိုအသုံးပြုထားတယ်လို့သတင်းတွေမှာဖော်ပြပါတယ်။တရုတ်စစ်တပ်စီမှလေ့ကျင့်တင်ကြားထားတဲ့ဝန်ထမ်းတွေဟာပုတ်ကလီကလုံခြုံရေးကုမ္ပဏီတွေရဲ့အကာအကွယ်အောက်မှာလုပ်ကံနေနိုင်တယ်လို့လည်းခန့်မှန်းမှုတွေရှိလာနေပါတယ်။တရုတ်လုံခြုံရေးကုမ္ပဏီတွေမြန်မာနိုင်ငံမှာရှိနေတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိပေမဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မြေပြင်မှာသူတို့ရဲ့အခန်းကဏ္ဍဟာအနှဲငယ်ပဲတက်ရောက်မှုရှိနိုင်ပါတယ်။ရုရှားကဝနက်ကအဖွဲ့အမေရိကန်အခြေစိုက် Bluewater အဖွဲ့တွေနဲ့မတူတာကတော့တရုတ်လုံခြုံရေးကုမ္ပဏီတွေဟာရှေ့တန်းမှာတိုက်ပွဲဝင်ဖို့ဖွဲ့စည်းထားတာမဟုတ်ပါဘူး။သူတို့ဟာနိုင်ငံခြားမှာလက်နက်ကိုင်ဆောင်ခွင့်မရှိပါဘူး။ဒါပေမဲ့မြန်မာနိုင်ငံမှာတော့အခုလိုလက်နက်ကိုင်ဆောင်ခွင့်ရတာဟာထူးခြားပါတယ်။ ဒါပေမဲ့သူတို့ရဲ့ဝန်ထမ်းတွေမှာတိုက်ခိုက်ရေးအထွေအကြုံအားနေပြီးထိုးစစ်ဆင်တိုက်ခိုက်ဖို့လေ့ကျင့်ထားတာလည်းမရှိပါဘူး။ဒါ့အပြင်မြမလက်ရှိစစ်ပွဲဟာ အများအဖြစ်တောဘက်တွေမှာအဖြစ်များပါတယ်။စစ်တပ်ဟာပျောက်ကြားနီးပြူဟာကိုတုံးနဲ့ခုခံတော်လှန်ရေးအဖွဲ့အများအပြားနဲ့တိုက်ခိုက်နေရတာပါ။ဒါကြောင့်တရုတ်လုံခြုံရေးဝန်ထမ်းတွေဟာ1948ခုနှစ်ကတည်းကအဆက်မပြတ်တိုက်ပွဲဝင်နေတဲ့မြမတော်လှန်ရေးတပ်ဖွဲ့တွေထက်တော်တွင်စစ်စင်ရေးပျောက်ကြားစစ်စင်ရေးမှာ ပိုကောင်းတဲ့လေ့ကျင့်မှုတွေရှိဖို့ကတော့မဖြစ်နိုင်ပါဘူး။ဒါအပြင်ခေတ်ဆက်ဆက်နှစ်ပေါင်း80နီးပါးကြာအောင်တပုံနှိမ်နှင်းတဲ့စစ်စင်ရေးတွေကိုလှုပ်ဆောင်ခဲ့တဲ့စစ်ကောင်စီစစ်တပ်ရဲ့လေ့ကျင့်မှုနဲ့အတွေ့အကြုံကိုလည်းကြော်လွန်နိုင်မှုမလွယ်ကူပါဘူး။ဒါကြောင့်တရုတ်လုံခြုံရေးကုမ္ပဏီတွေဟာစစ်တပ်လိုမျိုးတိုက်ခိုက်ရေးအဖွဲ့တွေမဟုတ်ပါဘူး။တင်ထားတဲ့နေမြေတွေပြင်ရဖို့တိုက်နေတဲ့စစ်ပွဲရဲ့အခြေအနေကိုပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့မြို့ပြဒေသတွေမှာတော့ တရုတ်ဟာစစ်ကောင်စီရဲ့ digital နီးနယ်လူလူကိုစောင့်ကြည့်ထိန်းချုပ်တဲ့ကိစ္စတွေမှာတည်ထားတဲ့ပါဝင်မှုတွေရှိခဲ့ပါတယ်။စစ်ကောင်စီဟာနည်းမျဉ်းတွေပိုဆုံးရှုံးလာပြီးဆက်လက်ထိန်းချုပ်နိုင်ဖို့အသေးအတန်ဖြစ်လာတာနဲ့အမျှဒီကိစ္စဟာပိုပြီးပြင်းထန်လာမယ်လို့မျှော်လင့်ရပါတယ်။2022ခုနှစ်ကစပြီးစစ်ကောင်စီဟာ Huawei High Vision နဲ့ Dawei Technology တို့ရဲ့တရုတ်နိုင်ငံလုံးမျက်နှာမှတ်သားမှုစနစ်တွေကို လုံခြုံသောမြို့စီမံချက်ဆိုပြီးအ धिक မြို့ကြီးတွေမှာအသုံးပြုခဲ့ပါတယ်။2024ခုနှစ်မေလမှာမြန်မာနိုင်ငံဟာတရုတ်ကုမ္ပဏီတွေဖြစ်တဲ့ G Networks နဲ့ CIES တို့ရဲ့နည်းပညာနဲ့တိစောက်ထားတဲ့စောင့်ကြည့်ရေးစနစ်ကိုစတင်အသုံးပြုခဲ့ပါတယ်။အဲဒီစနစ်မှာအချက်အလက်အသေးစိတ်စစ်ဆေးခြင်း SSL ကုတ်ဖွက်ခြင်းကိုဖြည့်ခြင်း VPN ကိုပိတ်ဆို့ခြင်းနဲ့အချိန်နဲ့တပြေးညီသုံးစွဲမှုတွေကိုစောင့်ကြည့်ခြင်းစတဲ့လုံဆောင်ချက်တွေပါဝင်ပါတယ်။ တရုတ်နည်းပညာရှင်တွေကလည်းအဲ့ဒီနည်းစနစ်ကိုအကောင့်ထဲပေါ်ဖို့နဲ့လေ့ကျင့်သင်ကြားပေးဖို့ညီပြေမှာရှိနေပါတယ်။အဲ့ဒီစောင့်ကြည့်ရေးစနစ်တွေကို digital မှတ်ပုံတင်လုပ်ငန်းတွေနဲ့လည်းပေါင်းစပ်ထားပါတယ်။စစ်ကောင်စီဟာတရုတ်စနစ်ကိုပုံတူယူပြီးဇီဝဆိုင်ရာအချက်အလက်တွေထည့်သွင်းထားတဲ့ smart card တွေကိုစတင်စမ်းသပ်လာခဲ့ပါတယ်။ပကလီကလုံခြုံရေးကုမ္ပဏီတွေနဲ့ digital မှတ်ပုံတင်စနစ်ငွေပေးချေမှုစနစ်တွေကြားတိုက်ရိုက်ဆက်ဆက်မှုရှိကြောင်းအထောက်အထားမတွေ့ရသေးပေမဲ့ သူတို့ရဲ့အခန်းကဏ္ဍဟာအချက်လက်စင်တာတွေစောင့်ကြည့်ရေးဌာနတွေနဲ့ဆက်သွယ်ရေးစခန်းတွေအထိကျယ်ပြန့်သွားနိုင်ပါတယ်။စုပေါင်းလိုက်ရင်အဲ့ဒီပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေနဲ့စောင့်ကြည့်ရေးစနစ်တွေဟာစစ်ကောင်စီကအခုခံတော်လှန်သူတွေကိုခြေရာခံဖို့ဖမ်းဆီးဖို့နဲ့ခြေမုံးဖို့အသုံးပြုနေတဲ့ကျယ်ပြန့်တဲ့ဖိနှိပ်ရေးရန်နရာတစ်ခုလိုတည်ဆောက်ထားတာပါ။မျက်နှာမှတ်သားတဲ့ကင်မရာတွေကတက်ကြွလှုပ်ရှားသူတွေကိုစောင့်ကြည့်နိုင်ပြီးအင်တာနက်ထိန်းချုပ်မှုတွေက အတိုက်ခံမီဒီယာတွေနဲ့ VPN အသုံးပြုခွင့်ကိုပိတ်ဆို့ထားပါတယ်။ဒါအပြင်လက်နက်ကိုင်းဆောင်ထားတဲ့တရုတ်လုံခြုံရေးဝန်ထမ်းတွေဟာတရုတ်စီမံကိန်းနေရာတွေမှာ လူတွေကိုဖမ်းဆီးပြီးစစ်ကောင်စီရဲတပ်ဖွဲ့ကိုလွှဲပြောင်းပေးပိုင်ခွင့်ရှိတာကြောင့်ဖိနှိပ်မှုကိုတာဝန်လွှဲပြောင်းပေးလိုက်တယ်လို့ဖြစ်နေပါတယ်။တရုတ်လုံခြုံရေးကုမ္ပဏီတွေကို အခုလိုအသုံးပြုရင်နိုင်ငံသားတပ်ဖွဲ့ဝင်တွေတက်ဆွဲခွင့်မရှိရဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တာမြင့်ချက်ကို စစ်ကောင်စီကလက်တလုံးချလုပ်နေပါတယ်။တခြားတစ်ဖက်မှာလည်းတရုတ်ပုတ်ကလေးကလုံခြုံရေးကုမ္ပဏီတွေကိုလက်နက်ကင်ဆောင်ခွင့်ပေးထားတာဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်လို့အရေးကြီးတဲ့မေးခွန်းတွေကိုဖြစ်ပေါ်စေပါတယ်။တရုတ်တပ်ဖွဲ့ဝင်တွေလက်နက်ကင် တက်ခိုက်သူတွေ drone အသုံးပြုသူတွေမြေပြင်မှာရှိနေတယ်ဆိုတာခိုင်မာတဲ့သတင်းအထောက်အထားမရှိသေးပါဘူး။ဒါပေမဲ့အခုလိုပေကျင်းရဲ့ပုတ်ကလေးကလုံခြုံရေးကုမ္ပဏီတွေနဲ့ digital စောင့်ကြည့်ရေးစနစ်တွေကြောင့် တရုတ်ရဲ့မြမပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်မှုမရှိဘူးလို့ညင်းဆိုချက်တွေဟာယုံကြည်နိုင်စရာမရှိတော့ပါဘူး။ခြုံငုံပြောရရင်တရုတ်ဟာအဲ့ဒီကိရိယာတွေနီးလန်းတွေအားလုံးကို သူ့ရဲ့အကျိုးစီးပွားတွေကာကွယ်ပေးဖို့အတွက်အတုံးချနေပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့ဥပဒေတွေကိုတရုတ်အကျိုးစီးပွားအတွက်အထောက်အကူဖြစ်စေမဲ့ပြုပြင်ပြောင်းလဲမှုတွေစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေအချိန်နဲ့တပြေးညီ digital ဖိနှိပ်မှုတွေကတဆင့် ချက်ကောင်စီအာဏာတည်မြဲဖို့အတွက်လဲတရုတ်ဟာထောက်ပံ့ကူညီအားဖြည့်ပေးရရှိနေပါတယ်။